တချင်ကောင်းတွေအများကြီးရှိတဲ့ထဲကောင်ဒီနေ့ကျွန်တော်ပြန်လဲပြီးတော့ရွေးချယ်တာတချင်တဲ့ဘုတ်ကတော့ဒီကျွန်တော်အချစ်တချင်တဲ့ဘုတ်လည်းဖြစ်တယ်နောက်ပြီးတော့တနာတဲ့ဘဝဆက်ကြောင်းလေးတဘုတ်ကိုပြန်လဲပြီးတော့ရေးဆက်ထားတဲ့တချင်တဲ့ဘုတ်လည်းဖြစ်တယ်ဒီတချင်ရဲ့ခေါင်းစဉ်နဲ့အစိုးရနဲ့မပြောခင်မှာတချင်လေးရဲ့ဒီအမီးလေးကိုကျွန်တော်နည်းနည်းလေးကျွန်တော်ဖွင့်ဟချင်နည်းနည်းလေးပြောချင်တယ်နော်ကောင်းလေးကအရန်ကူမှာစီရင်တဲ့ကောင်းလေးတယောက်ဖြစ်တယ်။အရန်ကူမှာကလုံချယူသားတဲ့ကောင်းလေးတယောက်ဖြစ်တယ်။နောက်ပြီးတော့ကောင်းလေးကတိတ်ပြီးတော့ဟိုဒီဘက်ကနေပြောမှဆိုရင်တိတ်ပြီးတော့ မပြည့်ဘူးနော်တိတ်ပြီးတော့ကြက်မပြည့်ဘူးနည်းနည်းလေးလိုနေတယ်အဲ့ဒီကောင်လေးရဲ့ဘဝစကြောင်ပြင်လဲပြီးတော့ရေးချက်တာလို့ပြင်တို့ဖြစ်တယ်ကောင်မလေးကအရန်ကမှချမ်းသာတယ်ဂုံတနကျော်ရတဲ့တိုင်ဝမ်နေတာလည်းဖြစ်တယ်သူ့ရဲ့မိဘလေးကဂျွာနဲ့မှဆိုဂျွာမျက်နှာပုံလို့လည်းပြောလိုက်ရတယ်ကောင်မလေးကအရန်ကမှချမ်းသာလို့ခါမှာဒုက္ခဒုက္ခရနာမြုပ်ကြောင်မှသွားရောက်ပြီးတော့ကြောင်တက်တယ်အဒီခေတ္တနာမြုပ်ကြောင်မှာသွားရောက်ပြီးတော့ကြောင်တက်ဖို့ဆိုရင်ပစ္စည်းဥစ္စာရန်ကုန်မှာချမ်းသာကြော်ရလို့လူတိုင်းဝမ်တချို့သာကြောင်တက်နိုင်တယ်ပေါ့နော် ကျွန်တော်တို့ဒီတာမအခြေခံလူကန်စားတွေကတော့ကျွန်တော်တို့ဒီကြွားကြောင်းလေးထဲမှာပဲကြောင်းဟာပညာပညာရေးတပိုင်းစားနဲ့ပြီးသွားရခဲ့တယ်ပေါ့နော်ပညာရေးလည်းသူကမတက်ဘူးနောက်ပြီးတော့သူကဒီအခြေခံလူကန်စားတယောက်ဖြစ်တယ်သူများအိမ်မှာလောလောတမအလုပ်တမတယောက်ဖြစ်တယ် Okay ဒီချင်းလေးကိုရေးဆက်ထားတဲ့သူကတော့ဆရာ software မှုရေးဆက်တာပြီးတော့ပြီးဆိုထားတဲ့သူကတော့ဥပဒေမှုပဲဖြစ်ပါတယ်ဒီတေးဆရာဆရာ software မှုကလည်းသူ့ရဲ့တချင်းကြီးတော်တော်များများဟာအရင်ကပေါက်ရောက်လို့အရင်ကအနှစ်သာရပြေသွားလို့တချင်းကြီးဆိုတာ ီးဆက်တာလည်းတကယ်နည်းနည်းကြီးတေးဆရာတယောက်လည်းဖြစ်တယ်။ဆရာစောဝဲမှုရေးသားတဲ့ရှင်းတော်မင်းများကဥလုံးမှုအများကြီးဆိုတာလည်းရှိတယ်။ဆိုလိုတဲ့ချင်းတိုင်းကလည်းသူတို့နှစ်ယောက်ကပြုတ်ဖက်ပဲညီတာကဥလုံးမှုရဲ့အတံပါဝါကလည်းရန်မှာကောင်းတဲ့ဂိူနာတံပါတယ်။နောက်မှတချင်းတစ်ဖို့ကိုလည်းပြပြတတ်ပိုးပွဲပြပြဆိုနိုင်တယ်။ဆိုတော်မျိုးအဆိုတော်တူလည်းဖြစ်တယ်ပေါ့နော်။အဲ့ဒါကမှစောဝဲမှုဆရာစောဝဲမှုကလည်းတချင်းကြီးလို့ခါမှာအရန်မှာကောင်းတယ်ပေါ့နော်။တချင်းလည်းတချင်းကြီးတော်တော်များများရေးဆက်ပြီးလို့ခါမှာလည်းတေးလို့ဒီဒီမှာကာယံဒေတံ နောက်ပြီးတော့တရှင်းရဲ့စာသာအတကြအနေမြင့်ကိုလည်းညှိနှိုင်းပြီးတော့ရေးဆက်ထားလိုက်မယ်အတူပါတယ်ဒီတရှင်းလေးတစ်ပုဒ်ကကိုပေါ်တရှင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်အခုကြည့်နေမိတ်ဆွေတို့တော်တော်များများလည်းဒီတရှင်းကိုတစ်ခေတ်တစ်ခါတော့နားအောင်ဆိုခဲ့ဘူးမလို့ထင်ပါတယ်နော်တရှင်းအောင်ပေါ့ပေါ့ပွားပွားရှိတယ်ဒါပဲပဲတည်တည်ချာချာနားထောင်ပြီးကောင်းလေးရဲ့ဘဝနဲ့ကောင်းမလေးရဲ့ဒီအခြေခံအခြေခံကောင်းလေးတယောက်ရဲ့ဘဝဆက်ကြောင်းနဲ့ဒီဘုံပကဒနာကျွေးဝါကောင်းမလေးတယောက်ကြောင့်ရေးဆက်ထားတဲ့တရှင်းကို ဖြစ်လို့တော့ဘူးတရှင်းလေးကမစိုးလို့ပြောလို့ရပါဘူးနော် ဲ့ဒီအချိန်လေးကိုကျွန်တော်ပြန်လိုက်ပြီးတော့ညှောက်ပြီးမှဖြစ်ပါတယ်။တခါတုန်းကတို့ရွာမှာသဘောကောင်းပြီးစင်းရဲတယ်တဲ့။သဘောကောင်းလို့လူတူတော်များများလာတာစင်းရဲတာများတာလေ။ဘာကြောင့်လဲတော့မသိဘူးပြနော်။စိတ်သဘောထားကောင်းလို့လူတူတော်များများကိုကျွန်တော်တွေ့မြင်လိုက်လို့အခါမှာရန်ကုန်မှာဒီရုံးကန်ရတယ်ပေါ့နော်။ဘဝကိုသူတို့ရဲ့ဘဝကိုခက်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 ကြင်ကြံတက်တက်နဲ့ရုံးကန်တဲ့လူတူတော်များများကျွန်တော်တွေ့တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာပို့ပြီးတော့များမှာတင်ကျွန်တော်တို့မြန်မာလူမျိုးတွေကစိတ်ရင်းစည်းစနာအရင်ကမှာ ကောင်းတဲ့လူတွေရဲမှာပါတယ်လူဖတ်တာကိုတနာတက်တယ်အားနာတက်တယ်ညာနာတက်တယ်ကျင်နာတက်တဲ့လူမျိုးနွဲ့စုတစုတည်းမှာလာပါတယ်လို့ကျွန်တော်ပြောလို့ရအောင်နော်တခြားလူမျိုးတွေဆိုရင်အတ္တသမားတွေကများအဓိကတရုတ်လူမျိုးတွေဆိုရင်ပို့ပြီးတော့အတ္တတွေပို့ကြည့်ရပို့ပြီးတော့များတယ်လို့ကျွန်တော်အနေနဲ့ထင်ကျွန်တော်တို့မြန်မာလူမျိုးတွေကအဲ့တဲ့မျိုးမဟုတ်ဘူးညာနော်ခိုးစားဖွက်ဆိုင်နေကျွန်တော်တို့မြန်မာလူမျိုးတွေကအတိမောင်းလားတွားရောက်ပြီးတော့တောင်းဆလို့ခံတာတနာတက်တဲ့လူမျိုးတွေမှာကျွန်တော်တို့လူကျန်းစားတွေပါတယ်နော် ဲ့ဒါကြောင့်ဒီချင်းကိုဒီချင်းရဲ့ပလောင်စာကြောင့်မှဆရာဇောဝင်းကဘလို့ရေးဆက်တာလဲဆိုတော့တခါတုန်းကဒိုးရောင်မှာသဘောကောင်းပြီးဆင်းရဲတယ်ကိုပေါ်လို့အများခေါ်တယ်ပေါ်ချက်ချာလူတယောက်ရှိတယ်တဲ့နော်သူ့ရဲ့နာမည်တွေကကိုပေါ်လို့ဖြစ်တယ်သူကနာမည်နဲ့လိုက်တယ်လို့လူကလည်းနည်းနည်းပေါ်ချက်ချာလေးနိုင်တယ်နည်းနည်းလေးကြက်မပြည့်လို့ထင်မှာပါတယ်လို့ထင်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီချင်းတွေကိုအခုလိုမျိုးရေးဆက်တာလဲသူလုံးတဲ့လုံးအိမ်ကအမျိုးတောင်းတဲ့တတိယတမီးတဲ့နော်သူအလုံးလုံးတဲ့လုံးအိမ်ကကောင်းမလေးက ဟိုတတိယမီဒီယာဖြစ်တယ်ကြွားရဲ့မျက်နှာပုံဖြစ်တယ်ခါမှာမြို့ကြောင်ကိုတွားရောက်ပြီးတော့ကြောင်တက်တာပေါ့နော်သူကကောင်မလေးကိုပြပါလို့ခါမှာရီမာသူတိတ်တာချစ်ရှာနေရောတယ်တဲ့ကောင်မလေးကိုသူကဟိုဖိလဲဖွင့်မပြောရဘူးဒါပေမဲ့သူ့ရင်ထဲမှာရှိနေတဲ့အကြောင်းလေးကိုလည်းသူကသိချင်တယ်သူကကောင်မလေးတိချင်တယ်ပြောပြချင်တယ်ပေါ့နော်ဒါပေမဲ့ကောင်မလေးရဲ့အိမ်မှာလွတ်လွတ်လပ်လပ်သူစင်းရဲ့သူစင်းရဲ့တယောက်ဖြစ်လို့တော့ဒီကြောင်းလေးကိုသူကမပြောရဘူးပေါ့နော်အဲဒီအကြောင်းကိုပြန်ငွားလဲနဲ့လိုက်ပို့ပြီးတော့ ဒါပေမဲ့ရင်းနေတဲ့အချက်တွေကဒီနေ့မှာတော့ဘုံမလို့အောင်ပွင့်လာတယ်နော်ကျွန်တော်ကျွန်တော်အချက်အချက်ကိုတော့ဘယ်လိုအများမှတားဆီးလို့မရဘူးပေါ့နော်ဒီချိန်ကမှသူကဖွင့်ပြောလိုက်တဲ့တူပါလေကောင်းမလေးကတကယ်အကယ်သူ့ကိုချစ်ခဲ့သူ့ကိုတကယ်ညှင်းညိုတဲ့ဆိုရင်ငွေအတက်ပြတောင်းတိတိနဲ့သူ့ရဲ့အဖေမှလာပြီးတော့ကောင်းမလားကောင်းမလေးကအခုလိုမျိုးသူ့ကိုပြောလိုက်တယ်ဒီချိန်မှာသူကအရင်ရောက်မှအလုပ်ကိုကြိုးစားတယ်ရတဲ့မြအလုပ်တွေကိုသူက PC ပြီးတော့လုပ်တယ်နေမလားညမလားကိုပေါ်တယောက်ကရန်မှာအလုပ်ကိုကြိုးစားခဲ့တဲ့လူကြောက်ဖြစ်လာခဲ့တယ်နော် ကျွန်တော်တို့အချစ်အတွက်ဆိုရင်ကျွန်တော်တို့ဘဝကြီးပြောင်းလဲသွားလို့ဒီဒီလည်းအများကြီးရှိတယ်အချစ်အတွက်ကျွန်တော်တို့ဒီအချစ်အတွက်ကျွန်တော်တို့တွေဒုက္ခဆင်းရဲတွေရောက်သွားလို့ဒီဒီလည်းအများကြီးရှိတယ်အချစ်ဟာရန်ကုန်မှာနှံ့ကြည့်တယ်နော်ဒီနေ့မှကျွန်တော်စကားတစ်ခုလို့ကျွန်တော်ဖြတ်ပြောပြလေကျွန်တော်အိမ်တော်ကိုကူပြုတော့မယ်ဆိုရင်အိမ်တော်ကြီးကံကရန်ကုန်မှာအရေးကြီးတယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်နော်ရုပ်ရည်နဲ့လည်းမဆိုင်ဘူးပစ္စည်းဥဒ္ဒနာအကုန်ကျွေးဝါးမှုတွေတည်းမဆိုင်ဘူးနော်အိမ်တော်ကြီးကံဟာရောက်မှာနှံ့ကြည့်တယ်လုံးဝမရအိမ်တော်ကြီးကံပါတယ်နော် ကန်စီမန်ရအတိုင်းပဲကျွန်တော်တို့ကြုံတွေ့နေကနေရလို့သူတွေလည်းမှအိမ်ဆောင်ကြီးကအများကြီးပါတယ်နော်တချို့တော့မိန်းကလေးယောက်ျားလေးတွေကလည်းကိုနဲ့ဟိုဘယ်လိုပြောမလဲလက်မထက်ခင်ကတော့ယူသားတဲ့အရောင်းမှာကောင်းမှန်းစိတ်စည်စနာအရောင်းမှာကောင်းမှန်းဒါပေမဲ့ကိုနဲ့ပေါင်းတဲ့လက်ထက်လိုက်တဲ့အခါမှာပြောင်းလဲမှုတွေကအများကြီးသူနဲ့ကမတူလို့ပြောင်းမှုတွေလည်းရှိတယ်အဲ့ဒီချို့တော့သူတွေကြတော့လေကိုနဲ့ဟိုမြန်မာလေးခင်ကစိုးရတဲ့တောင်းကျမ်းနဲ့ဟိုမူကြီးအရန်ကားလေကိုနဲ့လက်ထက်ပြီးတော့ခါမှာလေပြောင်းလဲသွားတဲ့သူတွေတဲ့ အများကြီးရှိတယ်အဲ့ဒါကြောင့်လူယူလို့မရအိမ်တော်မကန်လို့ပြောရရနော်ဒီနေ့မှာအရင်ကမှကျွန်တော်သဘောကြားလို့စာကြောင်းတွေတစ်ချောင်းရှိပြန်အဲ့စာကြောင်းတွေတစ်တစ်ချင်စာလေးနားလောင်ကြည့်ရအောင်နော်ပူပြင်းနဲ့ကြောပြင်းတာအချစ်စိတ်ကြောက်ပြီးများတာဆိုဆွတ်တဲ့မိုးရေတွေကသူ့ကိုယ်လေးမဟာတန်းတာသူစူးထားတဲ့ပတ်စံတွေတသောပြည့်တဲ့ဒီနေ့မှာသူရည်ရွယ်တဲ့အမျိုးသမီးအခြားတယောက်နဲ့အိမ်တော်ပြုရှာခဲ့တယ်သူရဲ့ရင်ထဲမှာပြဘယ်လောက်ထိလောက်ခံစားရမလဲကောင်းမလေးကသူ့ကိုဘယ်လိုပြောလိုက်တာလဲ သူ့ကိုဟိုအောင်မြင်အောင်လို့ပဲတမင်တကာပြောလိုက်တာလားဒါမှမဟုတ်သူကလေဟိုကောင်းစားပါစေတော့ဆိုပြီးအလုပ်တွေပါလေဒီထက်မကကြိုးစားပါတော့ဆိုပြီးတော့ပဲပြောလိုက်တာလားဒါမှမဟုတ်ရင်ကဟိုမိကလေးလိုသဘောတဘောဝါပန်မာယာပြည့်ရဲ့တုံးပြီးတော့မှသူ့ကိုလှည့်စားလိုက်တာလားမသိဘူးကဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာသူ့ရဲ့ရင်ထဲမှာဆွဲကတ်တော့တာတစ်ခုကတော့တနေ့ကျရင်ကောင်းမလို့သူပိုင်ဆိုင်ရမယ်သူအလုပ်တွေကြိုးစားမယ်ပတ်စံတစ်တောင်ပြည့်တဲ့တနေ့ကျရင် ကောင်းမလေးကိုလာရောက်ပြီးတော့တင်တောင်းမယ်ဆိုတော့အတွေးနဲ့လာရန်သမားအလုပ်ကိုသူကဖိနှိမ်ပြီးတော့လုပ်တယ်။နေမင်းညမယ်အလုပ်ရယ်။မိုးရောင်မဆောင်နေဖို့မဆောင်သူကအလုပ်အကျိုးစားပြီးတော့လုပ်တယ်နော်။ဒါပေမဲ့ you body ရောက်ဆိုပေမဲ့အချစ်တော်အသက်ကိုဆွန့်ရှာတယ်တဲ့နော်။သူ့ကိုသူအဆုံးစီစဉ်သွားတယ်လို့သူပါတယ်ကောင်းလေးက။နောက်ဆုံးမှာသူရဲ့အုပ်ဘူးကြီးကိုကြွားပြီးမှာပဲရှိတော့တယ်။သူရန်ချစ်ရတဲ့ကောင်းမလေးအတွက်သူကဘုရင်ကိုအသက်ဆုံးသွားတယ်လို့ပြောလို့ဖြစ်တယ်။ကျွန်တော်တို့လောကကြီးမှာမိမတယောက်ကယောက်ျားတယောက်ကြောင့် ဘဝတက်သွားတော့ main place ဆိုတာတိတ်မရှိတော့ဘူးသူခက်ချင်ချာနေချင်တယ်နော်ဒါပေမဲ့မိမတရားကြောင့်ဘဝတက်သွားတော့ယောက်ျားလေးကအများကြီးဖြစ်တယ်ဥပမာအကျသမားစိတ်လေးသမားစိတ်သမားမျိုးစုံလေးဖြစ်သွားခဲ့လို့ယောက်ျားလေးတွေအများကြီးရှိတယ်အဲ့ဒါကိုဒီဒီချင်းလေးကိုဥပမာထားပြီးတော့ပြောသိချင်တယ် main place ရဲ့အဓိကကနားထောင်သိချင်တယ်လားဘာကြောင့်လဲဆိုတော့တချို့တော့စကားတွေကကိုကလာဘာဒိဗေမှာမဟုတ်ပဲဘာသဘောတဘာဝမဟုတ်ပဲပြောလိုက်လို့ခံတယ် တချို့တော့သူရဲ့ရှင်ထဲမှာအမှန်တကယ်မှတ်ယူသွားလို့သူတူတည်းရှိတယ်။အတီးဆွတ်မှတ်ထားတဲ့သူတူတည်းရှိတယ်။အဲ့ဒါကြောင့်ဒီဗီဒီယိုကြည့်နေတဲ့ main link တွေလည်းအချင်းနဲ့ပတ်သက်ရင်ဘတော်ခါမှာနောက်ပြောင်ချင်မလုပ်ပါနဲ့လို့ကျွန်တော်နေနဲ့ပြောချင်ပါတယ်။ကိုပေါ်ရဲ့ဘဝလည်းအရင်ကတနာဖို့ကောင်းတယ်။အလုပ်တွေလည်းအရင်ကပြန်မှန်းခဲ့တယ်။အရင်ကသူ့မှာကျန်းမ်းခဲ့တယ်။ဒါပေမဲ့သူရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေပြည့်သွားလို့ခါမှာသူမျက်နှာတမိုးထားတဲ့ကောင်မလေးကိုလာရောက်ပြီးတော့တင်တောင်းမှုခါမှာကောင်မလေးကအိမ်တော်ပြည့်သွားပြီပေါ့နော်။ ဒါနဲ့လည်းသူ့ရဲ့အသက်ကိုသူကဆွံ့လွတ်သွားပြီးတော့အခုလိုမျိုးအချက်အတွက်အသက်ကိုပေးသွားတဲ့သူတယောက်လည်းဖြစ်တယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုလည်းကြောက်ပါပဲနောက်လာမယ့်ဗီဒီယိုဒီမှာကျွန်တော်လင်းညုံနေပြီတင်ပြမယ်လို့ပြောကြရင်းနဲ့အချိန်ကောင်းများများစွာကိုကျွန်တော်ပြန်လည်ပြီးတော့အသက်တွေပေးမှာပဲဖြစ်ပါတယ်ဒါနဲ့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့တဲမှာလည်းမိတ်ဆွေတို့ချမ်းနှင်းတက်တဲ့တခြင်းလေးကိုကျွန်တော်အောက်ပေါ်မှာရှိပါပြီပါကျွန်တော်ပြန်လည်ပြီးတော့အခုလိုဗီဒီယိုလေးနဲ့ပြောကြပြီးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်